တမျိုးတိုးပြီးတော့ဝယ်လိုက်ဒါလေးကိုသုံးလိုက်နောက်တစ်နှစ်ဒီတိုင်းလေးလဲပတ်လိုက်နောက်တစ်နှစ်လူရာလေးတွေဖြည့်စည်းလိုက်ဒီလောက်လေးနဲ့တင်တို့သူတော်စင်များလူဖြစ်ကြိုးမနှက်ဘူးဘာဖြစ်ကြိုးမနှက်ဘူးလူဖြစ်ကြိုးမနှက်ဘူးအဲ့လိုဆိုတော့လူဖြစ်ကြတဲ့ပုံကိုယ်တွေကိုလည်းကြည်ကြည်ဘဝအမျိုးမျိုးပုံစံအမျိုးမျိုးလောက်ကင်စားတာအမျိုးမျိုး နေတာထိုင်တာအမျိုးမျိုးမရှိဘူးလားရှိပါပါဘေးလောကကြီးထဲမှာကြည့်လိုက်ရင်တောနေနေမြို့နေနေဘယ်နေရာမှာပဲနေနေအဲ့ဒီပုံကိုယ်ဒီအလုံးမလုံးရတဲ့သူရှိလားရှိပါပါမရှိဘူးမနှက်လင်းလာရင်တို့သူတော်စင်များငါပဲသွားမယ်ဘာလုပ်ရမယ်ဒီနေ့ဘယ်လိုလုပ်မယ်ဒါနဲ့တင်တနေကုန်သွားတယ်နောက်နေ့လင်းလာတယ်ခမင်းလေးစားတယ် ပြီးသွားရင်ဘယ်သွားမယ်ဘယ်လိုလုပ်မယ်ဒါနဲ့တင်တနေကုန်သွားတာမရှိဘူးလားမရှိပါဘူးအဲ့ဒီတည်းမှာကိုကဘာလုပ်ရမလဲလို့ပြောရင်ဘယ်အချိန်လေးတော့ဖြင့်ငါဘာသာရေးလုပ်မယ်ဆိုတာကန့်ပြီးတော့ယူထားနိုင်ဖို့လိုတယ်ဟုတ်တယ်မို့လားမှန်ပါဘူးဒီကန့်ပြီးတော့ယူထားနိုင်ဖို့လိုတယ်ပေါ့အဲ့လိုမျိုးမယူနိုင်ရင်တို့သူတော်စင်တို့သည် ဒီလုပ်ငန်းနေနဲ့ပဲတဝဲလေလေပဲဟုတ်တယ်မို့လားအေးလင်းလာတယ်လုပ်ငန်းလုပ်တယ်မိုးချုပ်တယ်လင်းလာပြန်ရောလုပ်ငန်းလုပ်တယ်မိုးချုပ်တယ်ဒီတဲတင်တဝဲလေလေဖြစ်နေတာမရှိဘူးလားရှိပါဘူးဗျာအဲ့ဒါမျိုးတဝဲလေလေဘုံကြီးရန်လေတူတူပဲပေါ့ဘုံကြီးရန်လေပဲဒီလောကရဲ့နေရင်းနဲ့တဝဲလေလေဖြစ်တာမရှိဘူးလားရှိပါဘူးဗျာတဝဲလေလေပဲဘုံကြီးရန်ဝှက်ထားပြီးတော့ ဥစဉ်တို့လည်းပဲယူတဲ့မှာကိုဘဝအတွက်ကျန်တာဘာလို့မာယူတဲ့မှာကိုဘဝအတွက်ကျန်တာအဲ့ဒါမျိုးမဟုတ်ဘဲနဲ့ကိုကသင်္ကန်းဝစ်ထားကြတာမနေမနှခင်ရောက်တယ်အာယုံစုံဖုံးပေးလိုက်တယ်ပြီးသွားရင် ဆုံးကံကြွမယ်ပြီးသွားရင် လုပ်ငန်းလေးတွေလုပ်မယ်ဒါနဲ့ရင်မိုးချုပ်သွားတယ်မနှက်လင်းလာတယ်အာယုံစုံဖုံးပေးတယ်ဆုံးကံကြွတယ်ဒါနဲ့ရင် လေနေလို့ ဖြစ်ပါမလားဖြစ်ပါပါဘုရားအဲ့ဒါမျိုးရင်လေနေတို့ကဒီလုပ်ငန်းတွေနဲ့ပဲသင်္ကန်းဝတ်ထားပေမဲ့လေတဝဲလေလေပဲဟုတ်တယ်မို့လားဖြစ်ပါပါအဲ့ဒါကြောင့်မို့ဘေဘဝမှာနေနေလူဘဝနဲ့နေတာပဲဖြစ်ဖြစ်သာသနာဝန်ထမ်းဘဝနဲ့နေတာပဲဖြစ်ဖြစ်ဘာရည်ကြည်တယ်လဲလို့ပြောရင်ဒီတနေ့ကုံသွားရင်ကို့အတွက်ဘာကြံလိုက်တယ်လဲဆိုတာက ဟိုပြီးတော့ရေးမကြည့်ဘူးလားကြည့်ပါပါဘုရားအေးကြံအောင်လည်းပဲဘဝမှာနေဖို့လိုတယ်ပေါ့အဲ့ဒါမျိုးမอยู่တတ်တဲ့ပုဂ္ဂိုလ်ကတော့စိတ်ပိုင်းဆံရမတိုးတတ်တော့ဘူးတဲ့ဘာပိုင်းဆံရစိတ်ပိုင်းဆံရမတိုးတတ်ရဲ့တို့သူတော်စင်တို့သူရောကိုရောဘဝနာမယ်ဟုတ်တယ်မို့လားမှန်ပါဘုရားဘဝတန္တရာကြီးလျှောက်လန်းကြလို့သိကြတော့မယ်ဟဲ့လို့ဆိုရင်ဝိထားတဲ့ အဝိဇ္ဇာနဲ့ဘဝကိုဆုံးဖြတ်တာ မဟုတ်ဘူးယရနာနဲ့ဆုံးဖြတ်တာ မဟုတ်ဘူးအသုံးဆောင်ဒီအိမ်ဘလောက်ရှိတယ်ဆိုတာနဲ့ဆုံးဖြတ်တာ မဟုတ်ဘူးအိမ်ဘလောက်ကောင်းတယ်စီးနေတဲ့ကားဘလောက်ကောင်းတယ်သုံးနေတဲ့ပစ္စည်းဘလောက်ကောင်းတယ်ဒါတွေနဲ့ဆုံးဖြတ်သွားတာမဟုတ်ဘူးဘဝတန်တရာရှေ့ခရီးဆက်ကြလို့ဆိုတော့နှစ်မျိုးနဲ့ပဲဆုံးဖြတ်သွားတယ်ဘယ်နှမျိုးနဲ့ ဘာရီနဲ့ဆုံးဖြတ်သွားတယ်လဲပြောရင်ကုသိုလ်ဘလောက်ပါတယ်လဲအကုသိုလ်ဘလောက်ပါတယ်လဲဘယ်နှမျိုးနဲ့ဆုံးဖြတ်ဒီနှမျိုးနဲ့ဥစဉ်တို့ကိုလည်းဒီနှမျိုးနဲ့ဆုံးဖြတ်မှာတို့သူတော်စင်တို့ကိုလည်းဒီနှမျိုးနဲ့ဆုံးဖြတ်မှာအဲ့လိုဆိုတော့တဏီကုံနေလိုက်တဲ့တို့သည်ဘာသာရေးနဲ့ပတ်သက်တဲ့ကုသိုလ်စိတ်ကလေးမြင့်အောင်ဘလောက်လုံနိုင်တယ်ဆိုတာစဉ်းစားဖို့လိုသလားမလိုဘူးလားလိုပါရဲ့ လူတွေမာကနာယုံဆရာတော်ကြီးကတော့တနည်းကုံကုံသွားရင်ကိုဘဝကိုပြန်ပြီးတော့လေးမျိုးနဲ့စိစကြည်တဲ့ဘယ်နှမျိုးနဲ့အဲ့ဒါဘာရင်နဲ့စိစက်ရမလဲပြောရင်နံပါတ်1ကုသိုလ်ရမရစိစက်ပါတဲ့ဘာရမရတနည်းကုံသွားလို့ရှိရင်ချုပ်ကြည့်လိုက်တဲ့ဘာရမရ ဒီတနေ့ကငါနေခဲ့တာဘာကုသိုလ်ရလိုက်တလဲဘာထူးထူးခြားခြားငါလုပ်မိတလဲလို့တနေ့ကုံသွားရင်စစ်စစ်ကြည့်လိုက်ပါအဲ့လို့ဆိုတော့စစ်စစ်ကြည့်ရမှာဖြစ်တော့တို့ကနေနေတဲ့ဒီတနေ့ကုံမယ်တို့သူတော်စင်များအချိန်လေးတွေကန့်ပြီးတော့ကုသိုလ်ရအောင်လုပ်ဖို့မလိုဘူးလားလိုပါပါဥပမာအားဖြင့်မနက်လင်းလာပြီဆိုရင်တို့သူတော်စင်များမျက်နာလေးသိသိပြီးသွားရင် ဘုရားဂုံတော်လေးရွတ်လို့မရဘူးလားမရပါဘူးခင်ဗျာဘုရားရှစ်ခိုးလို့မရဘူးလားမရပါဘူးခင်ဗျာအေးရီတော်လေးလှည့်ပြီးတော့ပြန်တင်လို့မရဘူးလားမရပါဘူးအေးပန်းတင်ထားရင်အဲ့ဒီပန်းကိုပြန်ပြီးရီလေပြန်တင်လို့မရဘူးလားမရပါဘူးခင်ဗျာအေးဓမ္မမို့ရင်လည်းပဲမနဲ့စောစောကိုကခြမင်းချက်ရက်ပြီးသွားရင်လည်းပဲအဲ့ဒီဘုရားရှင်ကိုတော်မြတ်ကို အာယုံစွန်းသက်ကလို့မရဘူးလားမရပါဘူးခင်ဗျာနောက်မေတ္တာတုပ်လေးတွေရွတ်